တခါတော့ကဖယင်ကြီးတပါးဟာသူ့နိုင်ငံကိုအုပ်ချုပ်ရင်းပြည်သူတွေရဲ့ဘဝကိုလေးလာဖို့ဆုံးဖြတ်လိုက်ပါတယ်။သူဟာရွာလေးတမှာတွားရောက်ပြီးလက်သမားတွေရဲ့ဘဝကိုလေးလာဖို့ဆုံးဖြတ်လိုက်ပါတယ်။ဖယင်ကြီးဟာကျေးလက်ဒေသကိုရောက်လာပြီးလက်သမားနှစ်ယောက်ကိုတွေ့ပါတယ်။လက်သမားနှစ်ယောက်ဟာဖယင်ကြီးကိုမျက်မိသွားပြီးသူ့ကိုကြိုဆိုပါတယ်။ဖယင်ကြီးကလက်သမားနှစ်ယောက်ကိုမေးခွန်းတွေမေးပါတယ်။တင်းတို့မှာလေကွင်းတွေများများစားစားမရှိဘဲနဲ့ဘာလို့ဒီလောက်ပျော်နေတာလဲလို့မေးပါတယ်။လက်သမားနှစ်ယောက်ကပြုံးပြီးဖြေပါတယ်။ ျွန်တော်တို့မှာလေကွင်းတွေများများစားစားမရှိပေမဲ့ကျွန်တော်တို့ရဲ့လက်ရှိလေကွင်းလေးနဲ့ပဲကျင်းနေနေပါတယ်ကျွန်တော်တို့ဟာရိုးရိုးလေးနဲ့ပျော်ရွှင်တက်တဲ့သူတွေပါကျွန်တော်တို့ရဲ့မိသားစုနဲ့ပျော်ပျော်ရွှင်ရွှင်နေထိုင်နေတာကိုကျေးဇူးတင်ပါတယ်လို့ဖြေပါတယ်ဖီရင်ကြီးဟာလေသမားနှစ်ယောက်ရဲ့စကားကိုကြားပြီးအံ့ဩသွားပါတယ်သူကလေသမားနှစ်ယောက်ကိုချီးကျူးပြီးသူတို့ရဲ့ရိုးရှင်းပြီးပျော်ရွှင်တက်တဲ့ဘဝကိုအတူယူဖို့ဆုံးဖြတ်လိုက်ပါတယ်ဖီရင်ကြီးဟာလေသမားနှစ်ယောက်ကိုယတနာတွေပေးပြီးသူတို့ရဲ့ဘဝကိုပုံမကောင်းမွန်အောင်ကူညီပေးပါတယ် လေသမားနှစ်ယောက်ဟာဖခင်ကြီးရဲ့ကျေးဇူးကိုကျေးဇူးတင်ပြီး သူတို့ရဲ့ဘဝကိုပုံမကောင်းမွန်အောင်ကြိုးစားပါတယ်။ဒီပုံပြင်လေးကရိုးရှင်းပြီးပျော်ရှင်တတ်တဲ့ဘဝကိုဖော်ပြထားပါတယ်။လေသမားနှစ်ယောက်ဟာသူတို့ရဲ့ရိုးရှင်းပြီးပျော်ရှင်တတ်တဲ့ဘဝကိုကျေးဇူးတင်ပြီးဖခင်ကြီးရဲ့ကျေးဇူးကိုကျေးဇူးတင်ပါတယ်။ဒီပုံပြင်လေးကရိုးရှင်းပြီးပျော်ရှင်တတ်တဲ့ဘဝကိုဖော်ပြထားပါတယ်။